အချင်းပြည်ဖာကန်မြို့နယ်မှာကျူးလွန်သူမတိရပဲလူသက်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။ဒီကနေ့ဇွန်လ16ရက်နေ့မှာလုံငင်ချေပါအုပ်စုအမန်ငါရက်ွက်ရှမ်းမာလီကွန်ရဆိုင်ချေမှာသွေးရည်နယ်လဲကြတိတ်ဆုံးနေတဲ့အမျိုးသားတအုပ်ကိုဒေသခံပရိုက်တာအဖွဲ့တွေကကူညီပေးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်အောင်ရချေရွာကမုကရာဆိုင်ရှေမှာလည်းဒံယံနဲ့လဲကြက အော်ဟစ်အကူအညီတောင်းခံနေတဲ့အမျိုးသားတအူကိုဒေသခံပရိုက်တာအဖွဲ့တွေကကူညီပေးခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ဖာကံမြို့ဒေသခံတအူကအကူအညီတောင်းနေသူကတော့လူမှုကွန်ရီအသင်းကခေါ်ဆောင်သွားပါပြီ။သူတို့ရုံးကိုခေါ်ဆောင်သွားတာပါ။တိတ်ဆုံးသူကတော့ရုံးနာကတုတ်တံမှာနေရာချထားလိုက်တယ်လို့စီဂျင်ပလက်ဖောင်းကိုပြောပါတယ်။အခုလိုဖြစ်စဉ်တွေဟာဘယ်အဖွဲ့အစည်းကလှုပ်ဆောင်နေဆိုတာကိုမသိရဘူးလို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မှာလည်းမော်စီစာလမ်းဆောင်မှာအင်ဂျင်ယာမဲ့သုံးဦးသေဆုံးနေတာကိုတွေ့ရှိခဲ့ရပြီးကျူးလွန်သူတွေကတော့မသိရှိရတာကြောင့်ဒေသခံတွေအနေနဲ့လုံခြုံမှုမရှိတော့ဘဲစိုးရိမ်ပူပန်နေကြရပါတယ်